2025ခုနှစ်နိုဝင်ဘာလ17ရက်အင်္ဂါနေ့မနေ့စောစောနှစ်ကော်ရညီဖျားခင်တာတယောက်လာတဲ့ကျွန်တော်သူမြတ်ခန်းစားပြီးတိရစ္ဆာန်ကလာသွားလာခြင်းလည်းမခွင့်ရွတ်အတွက်ပြစိပိဖျက်ရှင်နာမှာပုံကြည့်ပါစီတော့ကလာရှင်ရှိဥစွာရွေးတော့မဆိုရင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ချမတယောက်ချင်းစီအသက်ရှင်ခဲ့တဲ့ရက်ပေါင်းဟာ315ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုယ်ကလေး315ရက်ကိုဘလို့အသုံးပြုလဲဆိုတော့ပြန်ပြောင်းဆန်းစစ်စဉ်းစားပြီးဆင်ခြင်လုံးတင်ကြရအောင်ကျန်ရှိသေးတာကမနက်ဖြန်နေစပြီးတော့နှစ်ကုန်ထိပ် ရပ်ပေါင်း90တိတိပဲကြံပါတော့တယ်။ကျန်ရှိသေးတဲ့ရပ်ပေါင်း90လဲကာလာချွန်ကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလဲပို့လုံးကရှေ့ဥစွာတိုက်တွန်းနှိုးဆော်လိုပါတယ်။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကချေပြုပြီးဝေခမ်းမဲ့ကြံပိုက်ကတော့တတ်တော်လုံးနဲ့အော်ရဆာပထမဆောင်ဆောင်အခန်းကြီး2အပိုက်ငယ်9ဖြစ်ပါတယ်။အဘေသူနီဟုမူကားတင်တို့တိကြသည်နိနီအညီငါတို့ဒီချော့မော်သော စကားကိုတခါမျှမသုံးဖွက်ထားသောလောဘစိတ်အလင်းမရှိကြောင်းကိုဖျားသခင်သည် ငါတို့တက်သည်ဖြစ်တော်မူ၏မြတ်တော်သည်အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းရောက်တော်မှာဘုရားခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ပြီးခဲ့တဲ့သခင်ပြားနေ့မှာလည်းဝင်ခဲ့ခဲ့ပြီးသားပါတမန်တော်ကြီးများဟာပေါ်လူဆောင်တဲ့အုပ်စုပေါ့လေတန်တာပြုစရာတွေဟာတော်တော်လုံးနေမြေရောက်လာပြီးတော့ဥပုသုံးရက်စနေသုံးရက်ဝင်ခဲ့ပါတယ်အဲ့ဒီမှာသူတို့အတူရှိခါငါတို့ကဘယ်လိုမျိုးလူတွေဖြစ်ဆိုတာမင်းတို့သိကြတယ်အခုကြာ အခန်းကြီးနဲ့ပိုက်ငါကြတော့ဖျားသခင်ကငါတို့ရဲ့တက်တည်ဖြစ်တယ်လို့ပြောပါတယ်။ဘယ်နေရာမှာလဲဘလို့အခန်းကဏ္ဍမှာလဲချော့မော့တဲ့စကားကိုတခါမှမတုံဘူး။နှစ်ဆက်တရားစုမှာဝမ်းနေစရာကောင်းတာတရားနာပိသက်ကိုတရားဟောနေပုဂ္ဂိုလ်ကချော့မော့ပြီးတော့အတုံးတော်ခံနေတာဖြစ်ပါတယ်။ entertainment mentality လို့ခေါ်တာပေါ့လေ။ဖြောပြေးရေးပုံစံလုပ်နေတာ။ပိသက်စိတ်ကိုနူးညွတ်အောင် ိန်သားအကြိုက်ကိုဟောရတဲ့ဟာတွေအများကြီးဖြစ်ပါတယ်။တမန်တော်ကြီးများအဲ့လိုမျိုးမဟုတ်ပါဘူး။ကျွန်တော်ဘုရားတတ်တော်လဲတရားဟောရကမှာဘလိုမျိုးလဲပိန်သားကိုချော့နေတာလားပိန်သားအကြိုက်ပဲလိုက်ပြောနေလားဒါကျွန်တော်အများအမ်းစမ်းစစ်ပြီးစဉ်းစားရတဲ့အခြေအနေပဲဖြစ်ပါတယ်။အော်ငါတို့ကမင်းတို့ချော့မှတော့စကားတစ်ခါမှမတော်ဘူး။ဒါဖျားခင်တတ်သိရှိတယ်။နောက်ဒုတိယချက်ကပါလဲခွက်ထားတဲ့လောဘစိတ်အလင်းမိကြောင်းလောဘစိတ်ဘာမှမရှိဘူး။ ဟွက်ထားတဲ့ရာဟွက်ထားတယ်လို့ပြောတဲ့ကြောင့် hypocrite လှုပ်ဝက်တဲ့သူကြံပြူစရာ farisee လို့မသိနေသောသုံးပါပြောတဲ့ဟုတ်လားဝိုးဆိုတဲ့အမင်္ဂါရှိတယ်ဆိုတဲ့အရာပေါ့နော်ဒါမျိုးတွေတမန်တော်ကြီးဒီမှာမရှိဘူးလို့ပြောပါတယ်အဲ့တော့အဲ့ဒါဘုရားသခင်ကငါတို့ရဲ့တက်တည်ဖြစ်တယ်လို့တမန်ကျမ်းစာပြောပါတယ်ဘုရားသခင်သည်ငါတို့တက်တည်ဖြစ်တော်မူ၏ထိုရှင်နာမှာပုံကြည်ပါစေတော့ဒီဒီကျွန်တော်ရဲ့ လှုပ်ရှားသွားလာခြင်းလည်းနေရတယ်ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်နှုတ်ကနေပြောနေအခါမှာဟာစိတ်လုံးထဲမှာဘာတွေရှိလဲဆိုတာဘုရားခင်သိတယ်ကျွန်တော်အာရှတိုက်သားတွေအတွက်စိတ်မကောင်းစရာဘာလဲဆိုလို့ရှင်ကျွန်တော်ခဏပြောဦးပဲထပ်ပြောပြရစေကျွန်တော်နှလုံးသားမှာ yes လို့သတ်မှတ်တရားတွေကိုဘာသာက no လို့ပြောလို့ရှိတယ်မဟုတ်ဘူးလို့ပြောလို့ရှိတယ်ကျွန်တော်နှလုံးသားမှာ no လို့ပြောပြီမဲ့ဘာသာကတော့ yes လို့ပြောတတ်တယ်ဟုတ်တယ်လို့ပြောတတ်တယ်ဒါအာရှတိုက်ရဲ့ mindset ပဲဖြစ်ပါတယ်ကနေ့တည်းဝီခါတဲ့ခါမှာကျွန်တော်လူမျိုးတွေကြားထဲမှာပေါ့လေဘလူအမကြီးကြီးကျယ်ကျယ်ညင်းတာညင်းစံတို့ကတွေ့ခဲတယ်ကျွန်တော်ကယဉ်ကျေးမှုအင်မတက်မှကြီးမားတယ်လူမျိုးတွေဖြစ်တာအဲ့လိုတိုင်းကနေမှာကျွန်တော်တက်ရှင်ပြီးတော့အင်တရာဟောကြားတဲ့ခါမှာဘလူအမမညင်းစံအဲ့ကျွန်တော်ခရစ်တော်ဘုရားမိမိကနေမှရှိနေတဲ့တည်သလားဆိုတော့โอเคတည်တယ်အာ ်နားလေလားဆိုတော့နားလေတယ်နှုတ်ကရော့လို့ပြောတယ်ဒါပေမဲ့လက်ခံမလားဆိုရင်တော့သူတို့လက်မခံနိုင်သေးဘူးစဉ်းစားအောင်မလို့ပြောတာဖြစ်ပါတယ်ခုနကပြောတော့ရှော့ပြောလိုက်တသက်ခံချင်တဲ့အားလုံးကိုဘာမှညင်းချက်မရှိဘူးနော်ဒါနှုတ်ခမ်းအဖြစ်ပြောတာဒါပေမဲ့ခုနကကျွန်တော်ပြောနှုတ်ခမ်းနဲ့စိတ်လုံးကပြောင်းပြန်ဖြစ်နေအနောက်နိုင်ငံသားတွေကိုထင်ကြီးလို့ကျွန်တော်ပြောတာမဟုတ်ပါဘူးအနောက်နိုင်ငံသားတော့အဲ့လိုမဟုတ်ဘူးသူတို့နှုတ်ခမ်းနဲ့နှုတ်ခမ်းမွတ်ဆိုတဲ့စကားနဲ့စိတ်လုံးတွေကတွေးထင်တဲ့စကားကညီမြချင်းထုတ်လို့ရတယ် နှုတ်ခမ်းကဟုတ်တယ်လို့ပြောရင်စိတ်လုံးကလည်းဟုတ်တယ်လို့ပြောလို့ပါစိတ်လုံးကမဟုတ်ဘူးလို့ပြောရင်နှုတ်ခမ်းကလည်းမဟုတ်ဘူးလို့ပြောတဲ့အရာပဲဖြစ်ပါတယ်။ကြောင့်ကျွန်တော်တို့တက်တယ်မှာအဲ့ဒါကိုတတိချက်ကျမ်းစာဆင်ခြင်ဖို့ကြောင့်တိုက်တော်နှုတ်ဆိုခြင်းတာဖြစ်ပါတယ်။ဒါကြောင့်မင်းတို့သိတဲ့အတိုင်းချုံးမရစကားတစ်ခါမှမတော်ဘူး။ဖွက်ထားတဲ့လောဘအလင်းမရှိချောင်းကိုဘုရားခင်ကတတ်တည် ဖြစ်တယ်။ဘုရားခင်သိတယ်ပေါ့။ဘုရားခင်တတ်တည်ငါတို့ရဲ့တတ်တည်နည်းတည်ရှိနေတယ်လို့ တမန်တော်ကြီးတိုင်တယ်ပြီးတော့ပြောဝင်တဲ့ပုံကိုဖြစ်ပါတယ်။ကျွန်တော်ရဲ့နှုတ်ပေါ်တော်နဲ့ဝင်ကားချက်အဖြစ်ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တပံပြလဲကောင်းကြီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖာဖျားတမန်တော်ရှင်ပေါ်လူနဲ့တာနာပြုအဖွဲဟာတော်တော်လေးမျိုးရောက်လာပါတယ်။အဲ့လိုရောက်တဲ့ခါမှာသူတို့တရားချော့မရစကားကိုတခါမှမသုံးပါ။ဖွက်ထားတဲ့လောဘစိတ်အလင်းမရှိကြအောင်ဘုရားခင်ကသူတို့ရဲ့တက်တည်ဖြစ်တယ်လို့ပြောပြပါတယ်။ကြောဒီနေ့ တော်ဘွားတတတီးတီးပါလေစိတ်လုံးထဲမှာရှိတဲ့အတိုင်းနှုတ်ကဝတ်ဆူတဲ့သူတွေဖြစ်စီဖို့စိတ်လုံးထဲမှာရှိတဲ့စံတန်းနဲ့နှုတ်ကပြောတဲ့စကားတွေဟာထပ်တူထပ်မြဖြစ်စီဖို့အတွက်ဒီနှုတ်ကတရားစားပြတတတီးပါအလင်းပေးခြင်းပဲ့ပြခြင်းသွန်သိခြင်းပါပြုပြီးကောင်းချီးပေးပါမိအကြောင်းထပ်မြပြီးအသက်ရှင်တော်မူသောခရစ်တော်ယေရှုဖခင်နာမတော်ပြကိုမိပြုပြီးခြင်းစွာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖခင်အာမင် မနေ့လည်းကျွန်တော် reminder လုပ်ပြီးပါပြီဒီနေ့ဟောနိုဘာလာ7ဆိုတော့လေလာတလာရဲ့တရက်7ရက်27ရက်မှာမွန်တက်ဆက်နိုင်တီတီမှာမိဘများတမတော်ရအစီအစဉ်ရှိပါတယ်လို့ဟောဒီနေ့မွန်တက်ဆက်နိုင်မှာဆောင်းဆိုင်ပြီးတော့နောက်ထောင်ကြည့်အောင်ယုံကြည်တွေမိထားတဲ့မိခွန်းတွေကိုကျွန်တော်နေနဲ့အတက်နိုင်ဆုံးဖြေချပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်လို့ရောက်တဲ့ပုံမှာဘုရားသခင်ကြီးကြည်မာတဲ့ကောင်းချီးမင်္ဂလာများတို့ကတောင်းတောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်